Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဒီနေ့မနက်ခင်းပိုင်းမှာတော့ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးကြပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကမင်းညကလေးကပေါ့နော်ဒီ Matthias Kunya ရဲ့အပြောင်းရွှေ့ official ဖြစ်ခဲ့တာကိုကျွန်တော်တို့ကတင်ပြီးသွားပြီညီကိုတို့လည်းတတိထားမိခဲ့ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ် Matthias Kunya ကပြန်ပြောင်းပြောင်းရင်ကျွန်တော်2030ဒီတန်တန်းရှိတဲ့စာချုပ်ကိုအသင်းနဲ့ချုပ်မယ်ပြီးတာနဲ့ ကျွန်တော်ဘောနော်ဒါတစ်နှစ်တတန်းတူးခွင့်လဲကျွန်တော်ရှိတယ်ဆိုတော့2032ခုနှစ်အထိပိုင်ဆိုင် လောက်မဲ့ဒီစာချုပ်မျိုးနဲ့ကျွန်တော်မက်တီးစ်ကွန်ညာကိုကျွန်တော်ခေါ်ယူနိုင်ခဲ့တယ်ဘောနော်ဒါအပြင်ကျွန်တော်တို့ကြောနံပါတ်တွေဘာတွေဘလောက်ဝင်မဲ့ဘာညာဒါတွေကတော့အသင်းဘက်က official မကြီးညာသေးဘူးကျွန်တော်တည်တော့ဆိုရင်တော့နော်ဆိုတော့ကစားမားတချို့အပြောင်းအရွှေ့မှာရောင်းချပြီးမှပဲတည်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါမှမဟုတ်ချစ်ရပါနေမှာတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်နောက်ထပ်တလားလောက်နေလို့ရှိရင် အသင်းကရာဒီယိုခြေစမ်းပွဲစဉ်တွေပြန်စပြီအဲအဲ့ဒီခါကျမှပဲကစားမရဲ့ကျောင်းနံပါတ်တွေကိုတည်ရလိမ့်မယ်လို့ကျွန်တော်ထင်တာပဲเนาะကျွန်တော်ထင်တာပဲဆိုတော့ထားပါเนาะမင်္ဂလာပါဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုရင်အာတတတတโอเคဆိုတော့ဒါ German reporter တယောက်ဖြစ်တဲ့ Florian Plettenberg ရဲ့ report အရ breaking news အနေနဲ့သူတင်ထားတာပေါ့เนาะ Manchester United ကကျွန်တော်လက်ရှိ Frankfurt ရဲ့ Tyson ကစားသမားဖြစ်သူ Hugo Ekitike ကိုခေါ်ယူဖို့အတွက် အပြိုင်ခေါ်ယူမဲ့ပေါ့နော်အသင်းတွေကိုကျွန်တော်ပါဝင်လာပြီးဖြစ်တယ်ပေါ့ဒီကတဲ့48နာရီအတောအတွင်းမှာကိုပဲ United ဟာ Frankfurt အသင်းထံဆက်သွယ်တာမျိုးတွေကျွန်တော်ပေါ့နော်ဒါအမှန်အမှန်ကန်ရှိလာပြီးဖြစ်တယ်ပေါ့ကစားသမားအပေါ်မှာလည်းအသင်းကအမှန်ကန်စိတ်ဝင်စားမှုရှိလာပြီးတော့ဒီကစားသမားကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အချက်လက်တွေကိုမေးမြန်းသွားတာမျိုးတွေကျွန်တော်ရှိလာတယ်ဆိုပြီးတော့သူပြောသွားတယ်လိုအပ်ရင်အသင်းဘက်က Hugo Agitigi ကို အစားထိုးမဲ့တိုက်စစ်မှုအဖြစ်ကျွန်တော်တို့ဒါမြင်လာရနိုင်တဲ့အခြေအနေမျိုးပါဆိုတော့ AGDG နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုရင်ဒီကစားမဟာပြီးခဲ့တဲ့ရာသီဘွန်ဒက်စ်လီဂါမှာ33ပွဲကစားထားပြီးတော့15ဂိုးသွင်းထားတယ်8ဂိုးဖန်တီးပေးထားတယ်ဘောနော်အရင်တုန်းကတော့ Frankfurt မှာအဲ့ဒီအိုမာမာမိုးရှ်နဲ့ကျွန်တော်တို့ဒါ AGDG တို့ကတော်တော်ကိုအတိုက်စစ်တွေကဘောနော်ဒီအခြေဆက်တအားမိပြီးတော့ ဘိုးတွေဖန်တီးမှုတွေအမှန်ကန်အချိန်ကြီးကောင်းတယ်သူတို့နှစ်ယောက်စလုံးကလည်းတကယ်ကိုအတွဲမိမိကစားပြထားနိုင်တယ်ပေါ့နော်ဆိုတော့ဇန်နဝါရီပြောင်းရွှေ့မှာပဲကျွန်တော်တို့ဒီကိုကောင်ကမန်ချက်စတာစီးတီးကိုကျွန်တော်ရောက်သွားတယ်ယူကိုကကြံကဲပြီးကြံခဲ့ပြီးတော့ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်ယူနိုက်တက်နဲ့တင်းထွက်လာပြီပေါ့လေကိုဒီတင်းတင်းနဲ့တော့ထွက်တာမဟုတ်ပါဘူးအတူတူပြင်ဒေဘာဦးသိန်းတို့ပါတို့ကဒီ Florian VS ကိုမခေါ်ခင်မှာလဲ AKTG နဲ့ပတ်သက်လို့တင်းတင်းနေကျွန်တော်ထွက်တယ်ဆိုတော့အခုဒီကစားမလေးက22နှစ်ပါ နော်အသက်22နှစ်နှစ်ပါဆိုတော့ဒီ front back ကိုရောက်တဲ့အခါမှာတောက်လျှောက်ဆိုသူတို့ကျွန်တော်နာမည်ကြီးလာတဲ့ player တယောက်ဖြစ်တယ်ဗောနော် performance ကောင်းကြီးပြလာတဲ့ player တယောက်ဖြစ်တယ်။ तू ကဟို PSG မှာလည်း तू ကစားဖို့တယ်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ PSG မှာလည်း तू ကစားဖို့တယ်ပြင်သစ် U20 လက်ရွေးစင်တွေမှာလည်း तू ကစားဖို့တယ်ဗောနော်ဆိုတော့ Bundesliga 2024 2025ရာသီမှာ33ပွဲကစားပြီးတော့15ခုတူတွင်ထားတယ်။35ခုတူတွင်တော့8ခုဖန်တီးပြီးထားတယ်ဗော။2023 2024မှာဆိုရင် ဆက်လေးပွဲပဲသူကစားရတယ်ပေါ့နော်ဆက်လေးပွဲပဲသူကစားရတယ်၄ကိုသွင်းပြီးတော့၂ကိုဖန်တီပေးထားရတယ်ဆိုတော့ပြီးခဲ့တဲ့ယာစီကတော့သူ့ရဲ့ကျွန်တော်တို့ဒါဒီ performance အကောင်းဆုံးယာစီလို့ပဲကျွန်တော်ပြောရမှာပေါ့လေ PSG မှာတော့ဆိုလို့ရှိရင်ကျွန်တော်တို့2023 2024မှာဒီတပွဲပဲသူကစားရတယ်နော်အဲ့ဒါပြီးတာနဲ့သူဟာဖြစ်တာပေါ့လေ2022 23မှာတော့သူ25ပွဲကစားပြီးတော့3ကို ွေးနေလေးကိုဖန်တီးတယ်အဲ့တော့ကတော့19 20အရွယ်ပေါ့လေနော်ဆိုတော့ပြင်သစ်လက် U20 လက်ရွေးစင်မှာလဲသူလက်ရှိမှာ2022တုန်းကပါ2022တုန်းကသူလေးဝဲကစားရတယ်ပေါ့နော်ဒါပဲကျွန်တော်တို့ရှိတာဆိုတော့ထူးထူးခြားခြားကြီးတော့ကျွန်တော်မရှိဘူးဒါပေမဲ့လို့ခုနကပြောသလိုပဲ Frankfurt ကိုရောက်တဲ့အခါမှာပူပြီးတော့ကျွန်တော်အနေနဲ့အချိန်ကြီးကောင်းလာတာဒါတော့မှဒုတိယရာသီပေါ့နော်ယူရိုပါလိမှာဆိုလို့ရှိရင်လည်းပဲပြီးခဲ့တဲ့ရာသီက2024 25မှာ72ပွဲကစားပြီးတော့သူ၄ဂိုးသွင်းတယ်၃ဂိုးဖန်တီးပေးထားတယ် နော်ဒါကလက်ရှိမှာကျလို့ချင်းရင်ဒါရှူကိုနဲ့ပတ်သက်တဲ့ဒါအချက်လက်တချို့ပေါ့လေ20နဲ့2နှစ်ပဲရှိသေးတယ်ဆိုတော့ဒါမဆိုးဘူးပေါ့ကစားမကဟိုလက်ရှိမှာဈေးကွက်တန်ကြီးအရာဆိုရင်ယူရို85တန်တန်ကြီးရှိတယ်ဆိုတော့အိုမာမောမိုးကိုတောင်းမှာကျွန်တော်တို့အနေနဲ့ဒီဘယ်လိုပြောမလို့ဖရန်ဖတ်ကလွယ်လွယ်ကူကူနဲ့လက်မလွတ်ခဲ့ဘူးဗျာတည်လာတော့ယူရိုတန်း80ကျော်လာမှသူပေးပြီးတော့လက်လွတ်ခဲ့တာဆိုတော့ဒီကစားမကိုလည်းအနည်းဆုံးသူတို့မရဘူးဆိုရင်ယူရိုတန်း90နဲ့တန်း60ကျတော့သူတို့ရအောင်တောင်းပါ ော်တန်60နဲ့တန်60ကျတော့ကျွန်တော်ရောက်တော့မှဇီကွက်တန်ကြီးကကျွန်တော်ညီနေဒီ85တန်တိရှိတယ်ဆိုကြဲကပေါ့နော်ပြကြတယ်ကျွန်တော်ညီနေအဲ့တော့ဝန်းကျင်နဲ့ရမှာပဲသူတို့ကတော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်နေဆိုတော့မာမိုရှ်လို့ရှိရင်အသက်ဘယ်လောက်မို့တော့နော်25လားဟလားမာမိုရှ်ကမာမိုရှ်က26နှစ်ပြန်တော့26နှစ်မို့လို့သူတို့အနေနဲ့မန်ချက်စတာစီးတီးကိုပြောင်းလို့ကသူတို့ယူကိုယူဘယ်လောက်နေတုန်းသူတို့85တန်းနေလားဟလားအဲ့တုန်းကသူပြောင်းသွားတာနော်တန်း80နှစ်လားကျွန်တော်တို့ ဟိုပြောင်းသွားတာဗောနော်ဆိုတော့22နှစ်ရွယ် player တယောက်အတွက်ဆိုသူတို့ဈေးတောင်ပူတောင်းအောင်မှာဒီလားနော်သူစာချုပ်ကလည်းသူ front fan နဲ့က2029ဒီသူရှိတာ2029ဒီဘယ်လိုပြောမလဲဂျွန်30ဒီသူရှိတာဗောနော်ဆိုတော့ကြည့်ရရင်ကျွန်တော်တို့ဒီနေ့ဒီကစားမကဈေးတက်တက်တတာနေတော့ရနိုင်မဲ့အချိန်ကြီးပြီးတော့ကျွန်တော်မရှိဘူးတိုက်စင်မှုစစ်စစ်ဖြစ်လေသူကစားတယ်ဒါ shadow striker ဖြစ် second striker ဖြစ်လေသူကစားတယ်ဗောနော်ကစားဘူးတယ်ဆိုတော့အဓိကကတော့သူက center forward ဖြစ်သူကစားနေတာ စနာဖောဖြစ်သူကစားရတယ်ပေါ့ဗျာဆိုတော့စနာဖောဖြစ်သူတီးခဲ့အွာမှာ44ဘွယ်တီးကစားထားတယ်44ဘွယ်တီးကစားထားပြီးတော့22ဂိုးသွင်းထားတယ်22ဂိုးဖန်တီးထားတယ်ပေါ့ဒါကလက်ရှိယူဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြောမလဲဒီကစားမကအချိန်ကြီးကဗျာဈေးဈေးတော့မတက်တာနိုင်ဘူးပေါ့နော်အတင်းဘက်ကတကယ်ထီအောင်ခေါ်မလားမခေါ်ဘူးလားပဲကျွန်တော်တို့ကြည့်ရမှာပဲသူ dribbling ကောင်းနေဗျာအဲတယောက်ချင်းတယောက်သူ့မှာဖျက်ချုံနိုင်စွမ်းကြီးကျွန်တော်တို့ရှိတယ် ဟိုသူ့မှာ face ရှိတယ်မြန်နှုံးရှိတယ်ပေါ့နော်ဂိုသွင်းမှုနဲ့ပတ်သက်လို့ရှင်လဲတိုင်းတာတခုလေးတော့မစိုးဘူးပေါ့နည်းနည်းလေးတော့ကြည့်တယ်မလားနည်းနည်းပိမိရှိရှိလေးတော့ဖြစ်တယ်ဗျာဒီလား physical ရကျွန်တော် mouse လောက်ပြီးတော့ဟိုတိုးတိုးခိုင်ခိုင်နေမှာကျွန်တော်မပါဘူးပေါ့နော်ဒါပေမဲ့လည်းလို့ physical ကျွန်တော်နေနေပေါ့နော်ဟိုနည်းနည်းလေးပိန်တိုင်း premier လေးမှာအံဝန်ခွင့်ကြမဖြစ်ဘူးလို့ကျွန်တော်ပြောလို့မရဘူးဒါပေမဲ့တေးကြတာတခုကဘာလဲဆိုတော့ bundesliga မှာလိုမျိုး space အလွတ်တွေသူအများကြီးရမှာမဟုတ်ဘူးနော် space အလွတ်တွေသူအများကြီးရမှာမဟုတ်ဘူးဒါအပြင် physical ဘိုင်းနေဒီဘက်ပို့ပြီးတော့ demand ဖြစ်လာမယ်ဒါကိုသူပါပါနဲ့နဲ့အကင်တွင်နေနေဆိုလို့ရှိရင်တော့ကျွန်တော်ကြည့်ရမှာပေါ့လေဒါအပြင်ကိုအသိရဲ့ဘက်ကလည်းယူဝင်နဲ့ပတ်သက်လို့ရအောင်ခွန်နိုင်ဦးမှခေါ်ပြီးပြီဆိုလို့ရှိရင်လည်းတိုက်စစ်မှုစစ်စစ်နေရာမှာသူ့ကိုဘလိုမျိုးပုံတွေချလာမလဲကတွေးဦးမှအန်ဒါမျိုးပေါ့နော်အရင်လိုမျိုးကန်တင်လိုက်ကွာယူကကအမြင်ပေါ်တွေရအောင်လှုပ်လိုက်မယ်ကွာဒါမျိုးတော့ကျွန်တော်မဖြစ်ဘူးဆိုတော့ဘလိုဖြစ်ဖြစ်ဒီကစားမကိုအရင်ဆုံးခေါ်ဖို့ပဲကျွန်တော်ကြိုးပမ်းပါဆိုတော့ဈေးတော့တော်တော်ကြီးနိုင်မယ်တဲ့မှာပါတယ်လို့ကျွန်တော်ထင်တယ်အချိန်မကောင်းရင်ကျွန်တော်တို့ဒါ မာမိုးချစ်တဲ့တော့မှာပူပီးကောင်းပီးရနိုင်တယ်အသက်က၄နှစ်လောက်ပူငင်နေတာဘို့နော်၄နှစ်လောက်ပူငင်နေပြီးတော့ကစားမလေးရဲ့လေသူတူးတက်နေတာပြည်တယ်နော်ကောင်းနေတာကောင်းမြင်ကောင်းနေတယ်ဆိုတော့ဈေးရပူကြီးနိုင်တယ်ဆိုတော့ဒီကစားမနဲ့ပတ်သက်ပြီးညီတို့ဘလူမီညာလည်းထူးထူးပြင်းကျွန်တော်တို့ခုနကပြောတဲ့တိုက်စစ်မှုတွေဘာလဲဒီအဲအူစီမန်တို့ပေါ့နော်အူစီမန်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဂီယိုကရက်စ်2ကပြည်တနာတွေတော့၆ကြုံနေရတဲ့အခြေအနေမျိုးမှာနော်အတင်းဘက်ကလည်း โอเคငါတို့လည်းပဲဒီကစားမတွေကိုလွယ်လွယ်ကူကူခေါ်မရအောင်ဆိုရင်နောက်ထပ် plan နေရှိတယ်ဆိုတာမျိုးချပြဖို့သူတို့ဂျူးပန်းရမှာဗျာအဲကြောင့်ပေါ့နော် AKGK နဲ့ပတ်သက်လို့ရှိရင်အတင်းတွက်ကတကယ်ထိရောက်အောင်ဂျူးပန်းလာဖို့ပဲကျွန်တော်လိုတယ်ပေါ့လေဆိုတော့ညီကတို့ဘလူးမင်းညလည်း AKGK ရာ United တွက်တကယ်ဖြစ်တဲ့အစားထုတ်မှုမျိုးတွေကျွန်တော်ထင်ရလားကြောင့်နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ရရင်တဲ့ အဲဖက်ဘရီဇီယိုရိုမန်နူကတော့ပြောထားတာပေါ့နော်အခုဆိုလို့ချင်းဗီတာဂူဂရက်နဲ့ပတ်သက်လို့ရှိရင်စပိုတင်ရဲ့ဘာကယူရိုတန်80 85တန်းလောက်ထိလိုရှိနေတယ်ပါညာပေါ့ဒါကကျွန်တော်နည်းနည်းလေးမေ့လေအောင်နော်ဘာကြောင့်လဲဆိုတော့လက်ရှိတော့ဒီမှာသူတို့အတင်းနဲ့ပေါ့နော်ကစားသမားကြားမှာကိုပဲဒီဈေးပြဿနာကဖြစ်နေတာဆိုတော့အလားမဲ့ရပိုင်းအတုပ်တွေမှာ upgrade တွေကတက်လာအောင်ပါဒါပြတခြားအသင်းတွေနဲ့ upgrade တက်မှာမဟုတ်ဘူး supporting နဲ့တူကြဆိုတော့ဒါတွေကကျွန်တော်သိပြောဘူးမလို့သေးဘူး အမ်ပူမိုနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင်ဒါ Telegraph ကနေပြီးတော့ report လုပ်ထားတာပေါ့နော် United ကအမ်ပူမိုကိုကျွန်တော်တို့ခေါ်ယူဖို့အတွက်အမှန်ကန်ကြိုးပမ်းပါလိမ့်မယ်ပေါ့နော်ဒါအပြင်မတ်တီးစ်ကွန်ညာကိုခေါ်ယူပြီးမှတကယ်ဦးစားပေးပြည့်မှတ်တဲ့အမ်ပူမူဖြစ်ပြီးတော့တကယ်ရအောင်ခေါ်ဖို့ကြိုးပမ်းလိုက်မယ်ဆိုတော့ကွန်ညာကိုခေါ်အပြီးမှအမ်ပူမူကိုလည်း United က100%အပြီးရအောင်ခေါ်နိုင်လိမ့်မယ်လို့သူတို့ယုံကြည်ထားကြတယ်ဒီကစားမဖြစ်သူတွေပြောင်းရွှေ့ရေးပေါင်းသန်း60လောက်ကုန်ကြနိုင်ဖို့ရှိပြီးတော့ဒီတကာကန့်လန့်မှုမှာပျော်လင့်ချက်အများကြီးရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ် ဆိုတော့အမ်ဘူမိုရဲ့အပြောင်းအရွှေ့ကကျွန်တော်ပြီးအောင်လုံးမရမှာကျွန်တော်ဟိုနောက်ရသည်စစကန်ဒီမှာခေါ်လိုက်တယ်တို့တည်ရင်ဘာလို့လုံးလို့မရဘူးเนาะအမ်ဘူမိုဒီအသင်းကိုကျွန်တော်လက်ရှိကုညာလိုပဲစောစောစီစီရောက်လာမယ်ရောက်လာပြီးတော့အသင်းနဲ့ရာဒီယိုခြေတန်းပွဲစဉ်တွေကိုပူးပေါင်းနိုင်တဲ့အခြေအနေမျိုးဖြစ်ရမယ်ဒါမှအဆင်ပြေမှာဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ဟိုထားပါတော့ဗျာเนาะအပြောင်းအရွှေ့က3လလောက်အချိန်ရလို့ဟိเนาะနောက်ရသည်စနေပြီးပွဲစဉ်တက်ပြီးမှရောက်အောင်ခေါ်လိုက်တယ်တို့ဘာလို့ကအတိတ်ပဲမရှိဘူးကိုရီအတွက် သူများလိုမျိုးလာမဲ့ယာတီမှာပြိုင်ပွဲတွေ3-4ခုကစားဖို့မရှိဘူးအဲ့လိုမရှိတော့ကျွန်တော်အနေနဲ့ပေါ့နော်ရှိတဲ့ကစားသမားတွေနဲ့ပဲလာမဲ့ယာတီအတွက်အကောင်းဆုံးပြင်ရဆင်ရမှာကိုညာဆိုခုစောစောစီးစီးရောက်လာပြီယာတီဂျူအတွက်သူပါဝင်တော့မယ်ဒါအများကြီးကောင်းတဲ့ယာပဲယာတီစပြီဆိုတာနဲ့အံဝင်ခွင့်ကြဖြစ်နေရမှာအာယာတီစမှရောက်လာတယ်နော်ဒီကစားမအံဝင်ဖို့နောက်ထပ်၄ဘွဲလောက်အချိန်ပေးရအောင်မယ်တဲ့ဟိဆိုမဟုတ်တော့ဘူးဗျာဟုတ်တယ်မလားကျွန်တော်အနေနဲ့အပြောင်းအရွှေ့ကအစိုးရကတည်းကကျွန်တော်လက်ရှိမှာအလုတ်ဖြစ်နေပြီးသား ကစားမဖြစ်သူနဲ့ပုံကိုရဆိုင်ရာသဘောတူညီမှုတွေရဖို့အခက်အခဲမရှိဘူး။ကစားမကမန်ချက်စတာယူနိုက်တက်ကိုပြောင်းခြင်းနဲ့အန်ဘူမိုဒီလက်ရှိယူနိုက်တက်ရဲ့လိုအပ်ချက်ထဲမှာကျွန်တော်ဘယ်တော့ရှိနေတဲ့ကစားမတယောက်ကျွန်တော်ဖြစ်တယ်။ဆိုတော့ဒီကစားမကိုယူနိုက်တက်ကအမှန်ကန်ခေါ်ဖို့အတွက်အချိန်ကြီးကောင်းနေပြီ။ပြောင်းရွှေ့ကြည့်ပဲအဆင်ပြေရတာဒီနေရာမှာပြောင်းရွှေ့ကြည့်ဈေးကြီးတာတော့ကျွန်တော်လည်းပဲနည်းနည်းတော့တန်တရားဖြစ်တယ်။တန်တရားဖြစ်တယ်ဆိုတော့ကစားမရဲ့အည်သွေးတော့မဟုတ်ဘူး။သူ့ရဲ့အည်ချင်းက ကိုရီလိုအပ်တဲ့ကစားမအဖြစ်သူကစားနိုင်တယ်။ဒါပေမဲ့လို့ပေါ့နော်ပြရတဲ့ဇီးနဲ့တန်လောက်တဲ့အထိ performance မျိုးတော့ရှိမနေတော့အသင်းဘက်ကလည်းနည်းနည်းတော့ဆွေးနွေးနေရတာသဘောပေါက်တယ်။သို့တော့တကယ်တကယ်ဒီကစားမကိုခေါ်မယ်လို့ဆုံးဖြတ်ထားရင်တို့အန်ဘူမိုကိုလုံးဝကိုရအောင်ခေါ်ဖို့ကြိုးပမ်းရမှာ။ပြီးလို့ရှိရင်လည်းစောစောစီစီဖြစ်ရမှာဗျာဒီလား။တနင်္လာနေ့ဆိုနောက်ထပ်အပြောင်းရွှေ့သုံးလာကဖွင့်ပြီ။ကစားမကတန်း60ကုန်မှာပဲ။ကျွန်တော်ထင်တယ်ဒါမကုံသိမှုတကယ်တမ်းတော့တိလာနော်မကုံသိမှုဒါပေမဲ့ပြဿနာကအဲ့ဒီအန်ဘူမိုရဲ့နေရာမှာကျွန်တော်မှပလန်ဘီမရှိဘူး ပလန်ဘီမရှိဘူးကစားမလည်းသောမတ်ဖရန့်ထွက်သွားပြီဆိုတော့သူလည်းပဲပြောင်းတော့မှာပဲဒီလားသူလည်းပဲပြောင်းတော့မှာပဲဆိုတော့စာချုပ်ကလည်းတစ်နှစ်ပဲကျွန်တော်ကျင်တော့တာဗျာအသင်းအနေနဲ့55တန်းတန်း60ဒီလောက်နဲ့ပဲသူတို့အလွန်ဆုံးဖြစ်ရမှာပေါ့နော်ဒါကြောင့်အဲ့လောက်နဲ့ပဲကျွန်တော်တို့အဆင်ပြေလိမ့်မယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အရေးကြီးတာကအန်ဘူမိုကိုကျွန်တော်မရရအောင်ကျွန်တော်ခေါ်မရမှာမရရအောင်ကျွန်တော်ခေါ်နိုင်မှကျွန်တော်ရမှာအဲ့ကြောင့်ပေါ့နော်ယူနိုက်တက်ရဲ့ဘက်ကတော့ပေါင်တန်း60လောက်ကုန်ကျနေတဲ့အန်ဘူမိုရဲ့အပြောင်းရွှေ့ကိုလက်ရှိအာယုံဆိုင်နေပြီ ဒါပြီးမှတိုက်စစ်ဘက်ကိုလှည့်မှာဆိုတော့မက်ဒီယက်ကွန်ညာကို official ကြီးညာပြီးမှအမ်ဘူမိုနဲ့ပတ်သက်တဲ့ဘောနော်ဒုတိယတကြိမ်မြောက်ကမ်းလန်းနေဆိုတဲ့သတင်းနေနိုင်ပိုင်းရက်ပိုင်းအတိုးတွင်းမှာကျွန်တော်ထွက်ကောင်းထွက်လာနေနေသာပါတော့ဗျာအခုဆိုလို့ချင်းတောက်ကြနေဖြစ်သွားပြီမလားစနေတနင်္ဂနွေကျွန်တော်ခံသွားပြီဆိုတော့စနေတနင်္ဂနွေမှာအလုံးမလုံးတော့ကျွန်တော်မသိဘူးတနင်္လာနေ့အပြောင်းအရွှေ့ဖွင့်တဲ့အခါ official ကမ်းလန်းနေတို့ဘာလို့ဒီဆက်ပြီးတော့သတင်းထွက်လိမ့်မယ်လို့ကျွန်တော်ထင်နေဆိုတော့ကျွန်တော်တို့လက်ရှိကွန်ညာရဲ့အခြေအနေကပြီးသွားပြီဆိုတော့ လက်ရှိမှာအန်ပူမိုနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်အာယုံစရတော့မယ်။ဒါကြောင့်ဒီအန်ပူမိုနဲ့ပတ်သက်တဲ့တရင်ကလာမယ့်ရက်ပိုင်းအတောအတွင်းမှာအများကြီးထူးခြားတာတွေတွေ့ရနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်။အဲဆိုတော့ညီကလေးရောညီကလေးရောဘယ်လိုမြင်ကြလဲလက်ရှိအန်ပူမိုကိုကျွန်တော်တကယ်ခွန်အားလိမ့်မယ်လို့ကျွန်တော်ထင်ကြလား။အဲ့တော့ခြေတိမားတွေမှာလည်းခြေတိမားတွေမှာလည်းတော်တော်တဲ့ကျွန်တော်တို့ဗီဒီယိုလေးကို like လုပ်လို့မနေရသေးဘူးဆိုလို့ကျင်လည်းပဲနေပြီးတော့တောင်းဆိုပါရစေ။ဆိုတော့ဒါနေကင်းဗီဒီယိုလေးတွေမှာကျွန်တော်ပြန်ပြီးတော့တွေးကြမယ်ပေါ့လေ။ဆိုတော့ခြေတိမားတွေမှာလည်းနော်အားလုံးကိုကျေးဇူးပါအားလုံးကိုကျေးဇူးပါ